မင်္ဂလာပါဒေါက်တာအောင်တို့ဘလော့မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဘလော့ကနေပြီးတော့သွားကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးသုဒ္ဓတွေအထူးထူးကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးသုဒ္ဓတွေနဲ့ personal development နဲ့ပတ်သက်တဲ့ဘူးသုဒ္ဓတွေကိုနေ့စဉ်မနက်9နာရီတိုင်းမျှဝေပေးနေရပါဒီနေ့ကတော့ကျွန်တော်တို့အထွေထွေကျန်းမာရေးဘူးသူသားအပလီကိုသွားကြမယ်ပေါ့နော်အထွေထွေကျန်းမာရေးဘူးသူသားအကြောင်းနဲ့ပတ်သက်ပြီးညွေပေးပါမယ်အဲ့တော့ကျွန်တော်တို့ခေါင်းကိုက်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းလေးတွေအကြောင်းကိုညွေပေးပါမယ် အဲ့တော့ခေါင်းကြိုက်တာဆိုတာလူတိုင်းကြုံနေကြပဲပေါ့နော်အဲ့တော့ခေါင်းကြိုက်တာမှာအဓိကနှစ်မျိုးခွဲခြားထားလို့ရတယ်ကျွန်တော်တို့ primary head ache နဲ့ secondary head ache ဆိုပြီးနှစ်မျိုးရှိတယ်အဲ့တော့ပထမအဦးဆုံး primary head ache ကကျွန်တော်တို့က north cause by underlying disease လို့ခေါ်တယ်ကျွန်တော်တို့ကျန်းမာရေးပြဿနာတွေကြောင့်မဟုတ်ဘူးပေါ့နော် secondary head ache ကတော့ကျွန်တော်တို့ကကျန်းမာရေးပြဿနာကြောင့်ခေါင်းကြိုက်တာအဲဒါဆိုရင်တော့ကျွန်တော်တို့ကနှစ်မျိုးခွဲထားရတဲ့ဘောပေါ့ primary ကတော့ကျွန်တော်တို့ရောဂါကြောင့်မဟုတ်ဘူး ဟိုဒါဟိုကျွန်တော် lifestyle တို့အကြောင်းရင်းပေါ့ underline underline အကြောင်းရင်းမရှိဘဲနဲ့ကြိုက်တဲ့ခေါင်းကြိုက်ခြင်းမျိုးအဲနံပါတ်1ကတော့ secondary headache ကတော့ကျွန်တော်တို့ဒီ underline တစ်စီကျွန်တော်ကျန်းမာရေးပြဿနာတွေကြောင့်ခေါင်းကြိုက်တာပေါ့နော်အဲ့တော့ primary headache အကြောင်းလေးကိုအရင်သွားပြပါမယ် primary headache ကိုဖြစ်စေတဲ့ကျွန်တော်ကောင်းကြိုက်တာကိုဖြစ်စေတဲ့အကြောင်းရင်းပေါ့ primary မှာတော့ကျွန်တော်တို့က underline disease လို့ခေါ်တယ်။ကျန်းမာရေးပြဿနာတွေကြောင့်မဟုတ်တာပေါ့။ဒါဆိုရင်တော့ကျွန်တော်တို့က lifestyle နဲ့ environmental trigger ကြောင့်လို့ယူဆတယ်အဲ့တော့ lifestyle အပိုင်းကိုအရင်ပြောမယ်ပေါ့နော် lifestyle မှာနံပါတ်1အချက်အနေနဲ့ stress များရင် stress များရင်ကျွန်တော်တို့ခေါင်းကိုက်တာမျိုး ဖြစ်နိုင်တယ်နံပါတ်2အချက်အနေနဲ့ကတော့ကျွန်တော်တို့က muscle tension muscle tension muscle tension ဆိုတာကျွန်တော်တို့ prolong ဆိုတော့ဟိုကျွန်တော်တို့ဒီအတိတ်ပဲဆိုရင်တော့ကျွန်တော်တို့တော်တော်များများတော့ prolong use of ကျွန်တော်တို့ screen time ပေါ့ screen time ပေါ့ screen time ညီများတာတချို့ကျတော့ prolong use တော့ကျွန်တော်တို့ electronic device တွေပေါ့အဓိကတော့ကျွန်တော်တို့ laptop တို့ကျွန်တော်တို့ဖုန်းတို့အဲကျွန်တော် tablet တို့အဲ TV တို့ဓာတ်တွေအကြည့်များလွန်းရင်လဲကျွန်တော်တို့ခေါင်းကိုက်တတ်တယ်ဒါကတော့နံပါတ်1အချက်အနေနဲ့ကျွန်တော်ခုန stress ကတော့ main ပဲနံပါတ်2အချက်ကတော့ကျွန်တော်တို့က muscle tension muscle tension ပေါ့နော်နံပါတ်3အချက်ကတော့ကျွန်တော်တို့ရဲ့ lifestyle ထဲမှာဘာပါလဲဆိုတော့ကျွန်တော်တို့ကအစားအသောက်တွေအစားအသောက်ပိုင်းဆိုင်ရာအစားအသောက်ပိုင်းဆိုင်ရာမှာ ကျွန်တော်တို့စားတဲ့အချိန်မမှန်တာစားတဲ့အချိန်မမှန်တာဆိုတော့အစာလွန်တာဒါမျိုးဆိုရင်ကျွန်တော်တို့ရဲ့ဒီ black glue ကို level ကျွန်တော်တို့တကြားတက်ပေါ့ glue ကိုဆိုတာတကြားတက် level ထိန်းတာကျွန်တော် control အောက်သွားတယ်အောက်ထွားရင်လဲသူကခေါင်းကိုက်တတ်တယ်ဒါကကျွန်တော်တို့ကအစာတောက်ပိုင်းပေါ့အစာတောက်လွန်တာနောက်နောက်တစ်ခုကကျွန်တော်တို့ဒီစားတာမှာကျွန်တော်တို့ကျွန်တော်တို့ဒီဒိတ်လွန်တဲ့ cheese တွေစားတာတို့ အဲတချို့ကြတော့ process meat ကျွန်တော်အသင့်လုပ်ထားတဲ့အသားတွေအစားများတာတို့အဲတချို့ alcohol အရက်တောက်တာများတာ caffeine ပါတဲ့အစားတောက်တွေအစားများတာ caffeine ပါတဲ့အစားတောက်ဆိုအလွယ်ကူဆုံးက coffee ပေါ့ coffee lefee ရေအဲကျွန်တော်ဒီ caffeine ပါတဲ့အစားတောက်တွေအစားများရင်လဲကျွန်တော်တို့ခေါင်းကိုက်တတ်တယ်နောက်နောက်တစ်ခုကကျွန်တော်တို့ကအိတ်တာအိတ်တာအိတ်တာကလည်းဒီလိုပဲကျွန်တော်အဲ့အိတ် လွန်ရင်အိတ်တာများလွန်ရင်လည်းခေါင်းကြိုက်တယ်အေးမဝရင်လည်းခေါင်းကြိုက်တယ်ဒါကဘိုက်စီဘာသာပဲအကုန်ဆက်ဆက်နေရအဲ့တော့ဒါကကျွန်တော်တို့ lifestyle ဘိုင်းမှာဖြစ်တဲ့ဟိုခေါင်းကြိုက်စေတဲ့အကြောင်းရင်းပေါ့အဲ့တော့ environmental trigger environmental trigger ဘာကြီးလဲပတ်ဝန်းကျင်ကြောင့်ပတ်ဝန်းကျင်ကြောင့်မှာကျွန်တော်တို့ကဘာတွေရှိလဲဆိုတော့ sensory stimuli လို့ခေါ်တယ် sensory stimuli ဆိုတာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုတစ်ခုခုလှုပ်ဆော်တဲ့အနေအဆုံးကတော့အတန်အတန်အရန် ဥမာကျဲလွန်းတာအဲဒါမျိုးဆိုရင်လည်းကျွန်တော်တို့ခေါင်းကြိုက်တာမျိုးဖြစ်နိုင်တယ်ပြီးတော့အနက်ပြင်းပြင်းအနက်ပြင်းပြင်းပေါ့အနက်ဆူးဆူးရှက်ရှက်ပြင်းတာမျိုးဒါမျိုးဆိုလည်းကျွန်တော်တို့ခေါင်းကြိုက်နိုင်တယ်တစ်ခါကြရင်ကျွန်တော်တို့အလင်းအလင်းအရန်ဆူးဆူးကိုကြည့်ရင်လည်းခေါင်းကြိုက်နိုင်တယ်ဒါကကျွန်တော်တို့ sensory stimuli လို့ခေါ်တယ်နောက်တစ်ခုက physical activity physical activity ဆိုတာကျွန်တော်တို့ရဲ့ဒီလေ့ကျင့်ခန်းလေးပါတာပေါ့နော် exercise အရန်အလွန်ကျွန်လုပ်ရင်လည်းကျွန်တော်တို့ ခေါင်းကိုက်တာမျိုးဖြစ်တတ်တယ်။နောက်တစ်ခုက sexual activity ဒါကတော့ပြောကြရမလို့သိလောက်မယ်ထင်တယ်။ sexual activity အရင်များရင်လဲကျွန်တော်တို့ဒါမျိုးတွေဖြစ်နိုင်တယ်။နောက်တစ်ခုက environmental changes ။ environmental changes မှာကျွန်တော်တို့ကအရင်ပူလွန်းရင်လဲခေါင်းကိုက်တယ်။အရင်အေးလွန်းရင်လဲခေါင်းကိုက်တယ်။ဒါကတော့ကျွန်တော်တို့က primary heart ache ကို ဖြစ်စေတဲ့ကျွန်တော်တို့အကြောင်းရင်းပေါ့။အဲ့တော့ secondary heart ache ကိုဖြစ်စေတဲ့အကြောင်းရင်းတွေရောဘာတွေရှိမလဲ။အဒီမှာကတော့ကျွန်တော်တို့က underlying medical disease ပေါ့။ အတန်လိုင်း medical condition medical disease တူတူပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကကျန်းမာရေးပြဿနာတွေပါလာပြီကျန်းမာရေးပြဿနာတွေပါလာပြီကျန်းမာရေးပြဿနာမှာထိတ်ဆုံးအောင်စဉ်းစားရမှာခေါင်းကိုက်တာမှာကျွန်တော်တို့က infection ကိုအရင်စဉ်းစားလို့ရတယ် infection ဆိုတာကျွန်တော်တို့ကယောဂပိုးဝင်တာပေါ့ယောဂပိုးဝင်တာမှာကျွန်တော်တို့ကခေါင်းကိုက်တာကဘာအကြောင်းရင်းကြောင့်ဖြစ်နိုင်လဲဆိုတော့ကိုယ်တို့ flu တို့ကိုယ်တို့ flu တို့ဆိုတာကျွန်တော်ဖျားတာအဲဒါကျွန်တော်ဟို influenza virus ပေါ့နော် ီဖျားလို့တုတ်ကွေးကြောင့်ဒါမျိုးလဲခေါင်းကိုက်နိုင်တယ်နောက်ကမန်နေဂျာ ਈ တဲ့အုံနောက်အမေးရောင်ရင်ဒါမျိုးလဲခေါင်းကိုက်နိုင်တယ်ဒါက viral ကြောင့်ဖြစ်တာ哦နောက်တစ်ခုက ear infection နားကိုက်ရင်လဲဒါမျိုးနားကို infection ဝင်ရင်လဲဒါခေါင်းကိုက်နိုင်တယ်ဒါကတော့ကျွန်တော်က infection အပိုင်းကိုအရင်စဉ်းစားတာနောက်ကမျက်စိအပိုင်းမျက်စိအပိုင်းမှာကကျွန်တော်တို့ကအိုင်းမှာကကျွန်တော် infection ဝင်တာမျိုးကြောင့်လဲဖြစ်နိုင်တယ်ကျွန်တော်ပိုးဝင်တာကြောင့်လဲဖြစ်နိုင်တယ်လို့ပါဝါအသက်အကျမျက်စိဟိုမျက်စိမှာကျွန်တော်တို့က အဝေးအဝေးပါဝါရှိမယ်အနီးပါဝါရှိမယ်အဆလင်နာရှိမယ်ဒါတွေပါဝါမကိုက်ရင်လဲခေါင်းကိုက်နိုင်တယ်ပြီးတော့ကျွန်တော်တို့အုံနောက်ပိုင်းဆိုင်ရာမှာကျွန်တော်တို့ head and neck injury လို့ခေါ်တယ်ခေါင်းပိုင်းဆိုင်ရာထိခိုက်မိရင် accident ကြောင့်ထိခိုက်မိတာမျိုးပေါ့เนาะဒါမျိုးထိခိုက်မိရင်လဲခေါင်းကိုက်တာဖြစ်နိုင်တယ် brain tumor နောက်တစ်ခုကအုံနောက်ကင်ဆာပေါ့ဒါတွေကပြောတော့အုံနောက်မှာအကျိတ်ဖြစ်တာပေါ့เนาะဒါမျိုးဆိုရင်တော့တော်တော်ဆိုးဆိုးဝါ ခေါင်းကိုက်နိုင်တယ်နောက်တစ်ခုက brain aneurysm brain aneurysm တော့အုံနောက်သွေးကြောထုံချင်းဒါမျိုးဖောင်းချင်းပေါ့နော်ဒါမျိုးကလည်းခေါင်းကိုက်နိုင်တယ်ဒါကတော့ကျွန်တော်တို့ကအုံနောက်ပိုင်းမှာပြီးရင်ကျွန်တော်တို့ဒီဒန်တယ်အပိုင်းကိုပြန်ရောက်လာတယ်သွားပိုင်းမှာသွားပိုင်းမှာတော့ဒန်တယ် infection ကတော့ကျွန်တော်တို့ကသွားပိုးစားတာပါတယ်သွားပိုးစားလို့သွားကိုက်ရင်လည်းခေါင်းကိုက်လာတာမျိုး ရှိနိုင်တယ်တချို့ကြတော့ joint joint ကျွန်တော် joint pain တွေပေါ့ကျွန်တော်ဒီ mayo joint pain တွေ TNG pain လို့ခေါ်တယ်ကျွန်တော်ဒီ mayo joint pain တွေနိုင်ရင်လည်းအခက်မသိရင်ခေါင်းကြိုက်တာမျိုးဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်တို့ကသွားပိုင်းပေါ့သွားပိုင်းရတခြားကျန်းမာရေးပြဿနာမှာဆိုရင်တော့ကျွန်တော်က pressure တက်ရင် pressure တက်ရင်သွေးပေါင်ချိန်အရင်မြင့်ရင်လည်းခေါင်းကြိုက်တာမျိုးဖြစ်နိုင်တယ်နောက်ဆုံးကတော့ကျွန်တော်တို့က hormone changes တွေ hormone changes တွေဒါကကျွန်တော်တို့ ် main ကလေးတွေမှာ အဖြစ်များတယ်ကျွန်တော်တို့ main ကလေးကျွန်တော်တို့ menstruation ဝင်တဲ့အချိန် menstruation ဆိုတာကျွန်တော်ယာတိလာတဲ့အချိန်ပြီးရင်ကျွန်တော် menopause တွေးဆုံးတဲ့အချိန်ဒါမျိုးတွေမှာကျွန်တော်တို့ estrogen level main ကလေးရဲ့ estrogen level ကကျွန်တော်ဘယ်နဲ့မငြိမ်ဘူးဖြစ်တတ်တယ်အဲ့ကနေလေကျွန်တော်တို့ခေါင်းကြိုက်တာမျိုးဖြစ်နိုင်တယ်ဒါကတော့အခုပြောတဲ့အကြောင်းအရာကတော့ secondary heartache ကိုဖြစ်စေတယ် အကြောင်းအရာပေါ့နော်အဲ့တော့အခုပြောထားတာမှာကျွန်တော်တို့ကခေါင်းကိုက်တဲ့အကြောင်းအရင်းမှာကျွန်တော်တို့က primary head eight နဲ့ secondary head eight ပေါ့အဲ့မှာမှာ primary head eight မှာမှာကျွန်တော်ခုနကပြောတဲ့ lifestyle နဲ့ environmental trigger ကြောင့်ပါမယ် secondary head eight ကတော့ underlying medical condition ကျန်းမာရေးပြဿနာကြောင့်ပါတယ်အဲ့တော့အခုဒီခေါင်းကိုက်တဲ့အကြောင်းအရင်းကနေပြီးတော့ဘူးသူဒါတွေအများကြီးရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူးသူဒါတွေရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာ ပြီးတော့သွားတက်မိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အထွေထွေကျဲမိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အခြားသိချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်းအခုဗီဒီယိုလေးရဲ့ comment အောက်မှာရေးပေးခဲ့လို့ရပါတယ်တတော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ thank you